လူစင်စက်ကနေခွေးစိတ်ဝင်ပြီးခွေးတကောင်လိုမျိုးပဲနေထိုင်စားတောက်တော်တဲ့လူပြည်သူများအားလုံးပဲမင်္ဂလာပါဘာမ H3 channel ကနေကြိုဆိုပါရစေဘဝဆိုတာတစ်ခါတလေထူးထူးဆန်းဆန်းလမ်းကြောင်းတွေကိုပို့ဆောင်ပေးတတ်ပါရစေဒီဇာလန်ကတော့ပြည်တယ်နိုင်ငံသားထွန်ပီတာဆိုတဲ့အသက်32နှစ်အရွယ်လူတစ်ယောက်အကြောင်းပါပဲသူကသူ့ကိုယ်သူလူတစ်ယောက်လို့မမြင်တော့ဘူးသူက damage ခွေးတကောင်လို့သတ်မှတ်ပြီးခွေးဝစ်စုံအပြည့်ဝစ်စင်ကလေးဘက်ထောက်လမ်းလျှောက်ရင်းပကံလုံးတွေကအစာစားပြီးလှောင်ရင်ထဲမှာအိပ်ဆက်ပါရစေ ဒါ transpace လို့ခေါ်တဲ့မျိုးစိတ်ပြောင်းလဲခြင်းဆိုတဲ့ဘဝပုံစံတစ်ခုဖြစ်ပါတယ်။ဒီလိုဘဝပုံစံကသူ့အတွက်လူမှုဘဝရဲ့ဖြည့်စင်မှုတွေဆိုရင်ပူပန်မှုတွေကနေလွတ်မြောက်မှုတစ်ခုပေးတယ်လို့ Trump ကယုံကြည်ထားပါတယ်။ဒီဇလန်းကိုရိုးရိုးရှင်းရှင်းစိတ်ဝင်စားဖွယ်ပုံစံနဲ့ပြန်လည်ဆွေးနွေးပြီး Trump ရဲ့ဒီလိုထူးခြားတဲ့ရွေးချယ်မှုနောက်ကွယ်ကအကြောင်းရင်းတွေကိုကျွန်တော်တို့တစ်ချက်လောက်အတူတူလိုက်ကြည့်လိုက်ကြရအောင်။ 2023ခုနှစ်လောက်မှာလန်ဒန်မြို့ရဲ့လမ်းတွေကအမဲလို့ဆူညံပြီးလူစီကနေပါတယ်။မြန်မာတဲ့အဆောက်အဦတွေ၊ကာဟွန်တန်တွေ၊အလောက်ရဲ့ဖီးယားတွေကြားမှာထရမ်ပီတာဆိုတဲ့လူတစ်ယောက်ကသူ့ဘဝရဲ့စိတ်ပီစည်းမှုတွေကိုရင်ဆိုင်နေရပါတယ်။သူဟာတာမန်လူတစ်ယောက်အနေနဲ့အလုပ်လုပ်ရင်းလူမှုဆက်ဆံရေးတွေ၊ဗန်နာရေးဖီးယားတွေ၊နေစဉ်ဘဝရဲ့ရှုပ်ထွေးမှုတွေကိုရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူ့ဘဝတွေကိုထူးထူးဆန်းဆန်းအလှည့်ပြောင်းတစ်ခုရောက်လာခဲ့ပါတယ်။ခွေးတွေကသူ့အတွက်အမြဲဆွဲဆောင်မှုရှိနေကြတယ်။သူကခွေးတွေရဲ့ရိုးရှင်းတဲ့ဘဝကိုသဘောကျတယ်။ လူမှုရေးဖီအားတွေတာဝန်ဝေတရားတွေမရှိဘဲရိုးရှင်းစွာပျော်ရွှင်နေနိုင်တဲ့ဘဝမျိုးကိုသူတိတ်လိုချင်ခဲ့ပါတယ်။ဒီတွဲတွေကတဖြည်းဖြည်းသူ့ရဲ့စိတ်ထဲမှာပို့ပြီးတော့ခိုင်မာလာပါတယ်။ဒီနေ့မှသူကဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်ပါတယ်။သူ့ကိုယ်သူလူတယောက်အနေနဲ့မဟုတ်ဘဲ damage ခွဲတဲ့ကောင်အနေနဲ့နေထိုင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ဒါမှကသူ့ရဲ့ဒီရွေးချယ်မှုကို transpace လို့ခေါ်ပါတယ်။ဒါလူမျိုးစိတ်ကနေဒရိတ်ဆန်မျိုးစိတ်ဖြစ်ပြောင်းလဲပြီးနေထိုင်တဲ့ဘဝပုံစံတစ်ခုပါ။သူကအပြူမဲအခွက်တွေပါတဲ့ damage ခွဲခွဲဆုံးအဖြစ်ကိုဝေဆင်လိုက်ပါတယ်။ လမ်းလျှောက်တဲ့အခါလူတွေလိုခြေထောက်နှချောင်းနဲ့မလျှောက်တော့ဘဲနဲ့လေးဘက်ထောက်ပြီးခွေးတကောင်လိုလှုပ်ရှားပါရင်အစားစားတွေကိုစပွဲမှာထိုင်စားမယ့်အစားပကံလုံးတွေကနေစားရင်အနားယူတဲ့အခါမှာဆိုရင်လည်းအဲ့ရပေါ်မှာမအိပ်ဖဲခွေးလောင်ရင်းထဲမှာဝင်ပါရင်ထုံမြဲဒီလိုထူးခြားတဲ့ဘဝပုံစံရွေးချယ်မှုနောက်ကမှအချောင်းမျိုးမျိုးရှိပါရင်ပြည်တယ်ရုပ်တန်လိုင်းတွေနဲ့အင်တာဗျူးတွေမှာသူကဒီအချောင်းကိုပွန့်ပွန့်လင်းလင်းရှင်းပြခဲ့ပါရင်သူပြောတာကဒီခွေးဘွားကသူ့ရဲ့နေစဉ်ဘွားမှာကြုံတွေ့နေရတဲ့ဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေကနေလွန်မြောက်စေတဲ့ လူတယောက်အနေနဲ့နေထိုင်တဲ့အခါအလောရဲ့ဖျားရီလူမှုဆက်ဆံရေးရဲ့ရှုပ်ထွေးမှုတွေဗန္ဓာရေးဆိုင်ရာတာဝန်ဝင်တရားတွေကသူ့ကိုစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒါပေမဲ့ခွေးတကောင်အနေနဲ့နေထိုင်တဲ့အခါဒီဖျားရီအလုံးကပျောက်ကွယ်သွားတယ်လို့သူခံစားခဲ့ရပါတယ်။ ခွေးတကောင်ဖြစ်သွားတဲ့အခါငါ့မှာစိတ်ပူစရာဘာမှမရှိတော့ဘူးအလုပ်ရဲ့နောက်ဆုံးရက်တွေဗန်စရင်တွေလူရည်ရဲ့မျောလင်းချက်တွေဒါတွေအားလုံးကိုမေးထားလို့ရတယ်ဟဲ့ငါရိုးရှင်းစွာပျော်ရွှင်နိုင်တယ်လမ်းလျှောက်ရင်လေထဲမှာရေနံတွေကိုရှူရှာရင်ပကံတွေကအစာစားရင်ပျော်ရွှင်မှုကိုခံစားရတယ်လို့ပထမကပြီးတဲ့ရုပ်တန်လိုင်းတစ်ခုဖြစ်တဲ့ ITV ရဲ့ This Morning အစီအစဉ်မှာပြောခဲ့ပါတယ်တော်မြတ်တည်ထူကြတဲ့ဘဝပုံစံကပြည်တိုင်းရဲ့ရုပ်တန်လိုင်းတွေမှာအာယုံဆိုင်မှုကိုရလာခဲ့ပါတယ် INDV ရဲ့ This Morning Channel 4ရဲ့ The Breakfast လို့နာမည်ကြီးစီစဉ်တွေမှာသူ့ရဲ့ interview တွေထုတ်လွှင့်ခဲ့ပါတယ်ဒီအင်တာဗျူးတွေမှာထမ်ကသူ့ရဲ့ဘဝပုံစံရွေးချယ်မှုနောက်ွယ်ကအကြောင်းရင်းတွေကိုပုံပွင့်လင်းလင်းမျှဝေခဲ့ပါတယ်။လူတွေကဒါကိုထူးဆန်းတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့ငါအတွက်ကတော့ဒါကစိတ်ပိုင်းဆိုင်ရာအနာယူမှုတစ်ခုပဲ။ခွေးတကောင်လိုနေထိုင်တဲ့အခါငါမှာစိတ်ပိစီမှုတွေမရှိတော့ဘူး။ငါရဲ့ဘဝကရွှေရှင်လာတယ်၊ပျော်ရွှင်လာတယ်လို့သူက This Morning အစီအစဉ်မှာပြောခဲ့ပါတယ်။ ီအင်တာဗျူးတွေကလူတွေရဲ့အာရုံကိုဖန်ဆားခဲ့ပါတယ်။တချို့ကပထမရွေးချယ်မှုကိုအံ့ဩစွာကြည်ကြပါတယ်။တချို့ကတော့သူ့ရဲ့ရိုသားမှုနဲ့တတိကိုသဘောကျကြပါတယ်။ဒါပေမဲ့တချို့ကလည်းဒီလိုဘဝပုံစံကိုလက်မခံနိုင်ပါဘူး။ဒါပေမဲ့ထမကတော့သူများတွေပါထင်ထင်ကယူမဆိုင်ပါဘူး။သူတို့အတွက်ဒီခွေးဘွားကသူ့ရဲ့စိတ်နှလုံးကိုအေးချမ်းစေတဲ့နေလန်တစ်ခုလို့ယုံကြည်လက်ခံထားဆဲဖြစ်ပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။